ည3နာရီဖုန်းမိတဲ့တယောက်ထဲနေတဲ့လူတယောက်ရှိတယ်။အလုတ်လုတ်ပြီးညနေပိုင်းမှာအခန်းထဲပြန်လာတယ်။အခန်းကတိတ်တိတ်လေးတခါတလေဖုန်းနဲ့ဗီဒီယိုကြည့်ပြီးအိတ်တက်တယ်။တညမှာတော့3နာရီကျော်ချိန်မှဖုန်းမိလာတယ်။နံပါတ်မပြဘူး။စောင့်နေချိန်မှအတန်တစ်ခုပေါ်လာတယ်။အခန်းပေါ်ထက်ကိုမကြည့်ပါနဲ့။အတန်နူးညံ့ပေမဲ့အေးတယ်။သူကဟဲ့ဘသူလဲ။လို့ပြန်မေးတာနဲ့ဖုန်းအိမ်သွားတယ်။ အဲ့ဒီညကတညလုံးမအိပ်နိုင်ဘူး။နောက်နေ့မနက်မှာအပေါ်ထက်သွားကြည့်တော့တကားပိတ်ပြီးတဲထဲမှာခြေရလေးတွေက အခန်းပြင်ဘက်ကိုထွက်သွားနေတယ်။နောက်ညကလည်းတိတိ၃နာရီကျော်ချိန်မှာဖုန်းညီလာတယ်။နံပါတ်မပြဘူး။တခုပဲပြန်ကြားလာတယ်။နောက်တညကမကြည့်တာကောင်းပြီးပြီးရင် ဖုန်းတိတ်သွားတယ်။အဲ့ဒီနေ့ကစပြီးအဲ့ဒီလူကည၃နာရီကျော်ချိန်တိုင်းဖုန်းကိုပိတ်ထားတယ်။ဘာဖြစ်မလဲဆိုတာမသိဘူး။ ဒါပေမဲ့တခါတလေမျက်စိပွင့်ချိန်မှာအပေါ်ထပ်ဘက်ကလှည့်တံပေါ်လာတတ်တယ်တခါတလေဖုံးညီတဲ့အချိန်တိုင်းမဖြေသင့်ဘူးအဲ့အချိန်မှာဖုံးနှင်းငယ်တိတ်ပြီးစိတ်တိတ်တိတ်နဲ့နေဖို့ပဲအကောင်းဆုံးအိတ်မတွားရသေးတဲ့အခန်းညနေပိုင်းအခန်းထဲမှာမီးတလုံးပဲလင်းနေတယ်တယောက်ထဲနေသူတဦးကလက်ဆောင်ရတဲ့ခြိုင်လေးတစ်ခုကို စားနေတယ်တစ်ချက်ချင်းနဲ့ဖုံးစခုပ်နေတာတချို့အချိန်မှာအတန်တစ်ခုကြားလာတယ်ခွင့်ပေးပါ ဆိုတဲ့အတန်နူးညံ့တဲ့တောင်မျိုးလုံးနာနာကနေပေါ်လာတယ်တိတ်တယ်အေးတယ်သူကဖုံးလားဆိုပြီးထိုင်လိုက်တယ်အတုံးကပဲလက်တွဲပေါ်ကခြိုင်တုံလဲကျသွားတယ်နောက်ထပ်အတန်ပြန်လာတယ်အိတ်မသွားရသေးတာလားတကားပွင့်ကြည့်တော့ဘသူမှမရှိဘူးပေမဲ့မြေကြီးပေါ်မှာလက်တလုံးစာအရွယ်ကြိုက်ရမှန်အောင်ခြိုင်ခွန်မူရီရှန်နေတာသူကမီးပိတ်လိုက်တယ်ဖုံးဖွင့်ဖို့စူးစမ်းတယ်ပေါ်လာတဲ့မျက်နှာပြင်ပေါ်မှာသူ့ရဲ့မျက်နှာမဟုတ်ပဲ အနက်ရောင်မျက်လုံးနှလုံးနဲ့တခြားသူတဦးကကြည်နေတယ်ဖုံးလက်သေးကဆွဲချသွားတယ်အဲ့အချိန်ကစပြီးအဲ့ဒီအခန်းမှာနေသူမရှိတော့ဘူးအခန်းကတညတညတိုင်းတွေးနေတောင် မီးမလင်းတော့ဘူးတခါတလေညနေခင်းမှာကြားတဲ့အတန်ကအိတ်မလာတာမဟုတ်ပါ တခြားတယောက်ကမင်းအိတ်ဖို့စောင့်နေတာ